ကိုရီးယားနိုင်ငံမှာပြင်ပမှန်မှန်လှုပ်လှုပ်ခဲ့ရတာကြောင့်အစောကင်စာနောက်ဆုံးအဆင့်ကိုရောက်ရှိခဲ့ပြီးတလားတာပဲအသက်ရှင်ခွင့်ရတော့မယ့်မြန်မာလူငယ်လေး ်မင်္ဂလာပါပရိသတ်ကြီးရှင်ယခုရက်ပိုင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာလူပြောများနေတဲ့တည်င်းကတော့မိသားစုအတွက်ဝင်ငွေရှာဖွေဖို့အတွက်ကိုရီးယားနိုင်ငံကိုထွက်ခွာခဲ့ပေမဲ့နောက်ဆုံးမှာတော့ကင်ဆာရောဂါသာရရှိခဲ့ပြီးအသက်ရှင်ဖို့တလားသာကြံတော်တဲ့အချိန်မြန်မာနိုင်ငံကိုပြန်ရတော့မယ့်အချိန်ဤနဲ့ရင်ဆိုင်နေရတဲ့အသက်23နှစ်အရွယ်မြန်မာလူငယ်တစ်ယောက်ရဲ့ရင်နာစရာဘဝဖြစ်စဉ်ပဲဖြစ်ပါတယ်။ကာယကံရှင်ကိုယ်တိုင်ကသူကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုအခုလိုပြောပြထားပါတယ်။ ကျွန်တော်အသက်က23နှစ်ပါကိုရီးယားကို2023ခုနှစ်6လပိုင်းမှာရောက်ခဲ့ပါတယ်အင်ချွန်မှာရှိတဲ့ဂျုံအင်ဆိုတဲ့ကျောင်းမှာ language student အနေနဲ့ရောက်လာခဲ့တာပါကျွန်တော်ကမြောင်းမြစာတီပါမြန်မာပြည်ကနေလေခက်ခက်ခဲခဲလာခဲ့ရတာမို့ကိုရီးယားကိုစာရောက်တော့ပတ်စံလဲတိတ်မပါခဲ့ပါဘူးဆောင်ရသည်ဆိုတော့လိုအပ်တာတွေဝယ်ချမ်းရတာနဲ့ပါလာလေးတွေခဏလေးနဲ့ကုန်သွားပါတယ်။တနေ့တော့အတိကခေါ်တဲ့ထမင်းပူးဆက်ယုံမှာအလုပ်ဝင်လုပ်ခဲ့ပါတယ်။ နေ့လယ်စနစ်ကနေညနေ6:00နာရီအထိကျောင်းတက်ပြီးည7:00နာရီကနေမနက်6:00နာရီအထိညဆိုင်အလုပ်ဆင်းရပါတယ်။တနေ့ကို3-4နာရီပဲအိပ်စက်ရပါတယ်။ဒီဆက်ယုံမှာလူတွေကဆက်ယုံလိုပဲအပြုံးရဲမရှိ အလုပ်တွေအချိန်မီပြည့်စည်ဖို့ဆဲဆူအော်ဟစ်ပြီးဖိအားပေးတဲ့သူတွေကြားထဲမှာ ကိုယ့်အလုပ်ကိုယ်စီလုပ်ခဲ့ကြရပါတယ်။ကျွန်တော်ရဲ့ပထမဦးဆုံးကိုရီးယားအတွေ့အကြုံမှာစိတ်မပျော်လဲအတင်းခဲ့ရတာပေါ့ဗျာ။အလုပ်ပင်ပန်းတော့တီးသက်နေဖို့အခန်းငှားလိုက်ပါတယ်။ အဲ့ဒီအလုံးမှာ၃လကြာတော့အတီးတယောက်ကမိတ်ဆက်ပေးတာနဲ့မြမစားတော့ဆိုင်တစ်ခုမှာအလုံးရခဲ့ပါတယ်ဆဆလှုပ်ခြင်းတုန်းကတော့စနေတနင်္ဂနွေပဲအလုံးပေးပေမဲ့နောက်ပိုင်းမှာတော့ဆိုင်ရှင်ကအချိန်ပိုတွေပါခေါ်ပေးလို့ကျွန်တော်ရက်တည်ရေးနည်းနည်းပိုအဆင်ပြေလာခဲ့ပါတယ်ကိုရီးယားရောက်တဲ့ကာလအတွင်းအမေနဲ့မချားဂယုဆိုင်ပေးပြီးစားကြင်နာတွေကျွေးပေးတဲ့မြန်မာအလုပ်ရှင်ပါ နောက်ပိုင်းမှာတော့ကျောင်းစည်ရဲ့ကျမ်းမာရေးအာမခံအိမ်ကန်းကားတွေကြောင့်ငွေပိုလိုအပ်လာတော့မြမဆိုင်ကနေထွက်ပြီးကိုရီးယားနယ်ပယ်မှာအလုပ်သစ်ရှာရပါတော့တယ်အိမ်ကနေအသွားတနာရီအပြန်တနာရီခရီးနဲ့ကိုရီးယားဆိုင်မှာပကန်းစည်းအနေနဲ့အလုပ်ရခဲ့ပါတယ်။ကျောင်းတက်ကျောင်းဆင်းပြီးရင်အလုပ်ကိုတန်းပြေးရပါတယ်ဗျာ။ဆိုင်ကဧည့်သည်အရန်ကြတော့ပင်ပင်ပန်းပန်းအလုပ်လုပ်ရပါတယ်။အိမ်ရောက်ရင်ခြေကုန်းလက်ပန်းကြပြီးပညာရေးအတွက်စာရီလည်းမကြည့်နိုင်တော့ပါဘူး။ လူကားအားမရှိတချောင်းချောင်းဖြစ်လာပြီးတဲ့နောက်ကြောင်းလဲမမှန်မတက်နိုင်တော့ပါဘူး။ဒါကြောင့်ဘဝရက်တည်ရေးအတွက်တလမ်းမဲရွေးဖို့ကြောင်းထွက်ပြီးဂျီဝမ်ဗီဇာပြောင်းလိုက်ပါတယ်။ဒီလိုနဲ့အလုပ်တွေပဲမေးလို့နေရင်အတို့ချုပ်ပြောရရင်ကျန်းမာရေးပိုထိလာပါတယ်။လူကခြူကြလာတော့အစည်းကမ်းပြလိုက်အလုတ်ပြလိုက်နဲ့မေးကုနေရင်ငွေကုန်လူပန်းဖြစ်လာပါတယ်။ body weight လည်းပိုပိုကျလာတယ်။အလုတ်ပြဖန်များလာတော့ညိုညင်ခံရတယ်။စေးကူးကားကလည်းများတော့အကျွေးတင်ခဲ့တယ် အလုတ်ကလည်းထွက်လိုက်ရတော့ဆေးကလည်းဆက်မပြနိုင်တော့ဘူးအကြကြီးအလုတ်လက်မဲ့ဖြစ်ခဲ့ရတယ်စိတ်ဓာတ်တွေကြပြီးအခန်းအောင်းရတဲ့အရက်တွေလည်းများခဲ့တယ်ထမင်းလည်းငတ်ခဲ့တယ်အသည့်တွေခေါ်တဲ့အချိန်ပိုင်းအလုတ်တကာကိုဝင်လို့ရင်အေးစိတ်ပေးစရာတွေကိုဖြည့်ရှင်းခဲ့ရတယ်အကျွေးတွေဆက်ရတယ်အလုတ်လုတ်ပေးပြီးလာစာမရတာတွေလည်းရှိခဲ့တယ်ခြေထောက်နဲ့အခိုင်းပြီးတော့ဆဲဆိုတာတွေခြေထဲမှာလုတ်ခဲ့ရတယ်နောက်ပိုင်းရောက်တော့တပတ်၅ရက်နဲ့အလုတ်တစ်ခုရခဲ့တယ် တတိယကသဘောကောင်းပြီးအလောက်ကတက်တာခဲ့တယ်။လုံနေရင်နဲ့ဆိုင်းကစီးပွားရေးကြလာတယ်။ဒါကြောင့်တတိယကအချိန်တွေရှော့ချခဲ့တယ်။လေးလာလုပ်ပြီးအဆင်မပြေတာနဲ့အလောက်ထွက်ပြီးတော့အသေရှာရပြန်ပါတယ်။နှစ်ပတ်အကြာမှာအိန်နာကအခင်ဆိုင်မှာမီးသွေးထည့်ပေးရတဲ့အလောက်ကိုရှာခဲ့တယ်။အိန်နဲ့နှီးတော့ပျော်ခဲ့ပါတယ်။ဒါပေမဲ့အလောက်ကလူမျိုးသားအမျိုးသမီးကနိုင်ငံသားမြန်မာလူမျိုးဆိုပြီးတော့နှိမ့်ချအခွဲခြားဆက်ဆံခဲ့တယ်။ တခြားလူမျိုးတူတွေကိုချွတ်ချွတ်သားသားပြောပေမဲ့ကို့အလှဲ့ကြရင်မချေမငန်ပြောတာခံခဲ့ရတယ်။မတော်တဆပါဆိုပြီးတန်အပူเจ้าနေနဲ့ပုတ်တိုက်တာကိုလည်းတီးခံခဲ့ရတယ်။တလားပြေကန်နေကြတော့နိုင်ငံသားသားမှုအဆင်မပြေပါဘူး။ကိုရီးယားလူမျိုးသားလူချင်းမာတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အလုပ်ထုတ်ခဲ့တယ်။ဝမ်းနေရတယ်လို့ခံမြင်ခဲ့ရပါတယ်။မိသားစုမှာကျွန်တော်ကအသားကြီးမှုအမေနဲ့ညီမလေးဘဝရည်တည်နိုင်ဖို့ကျွန်တော်တာဝန်ပေးမှု စွမ်းတလောက်စူးစမ်းခဲ့ပါတယ်။ ဲ့ဒီအချိန်မှာကျမ်းမာရေးကမတိမတာဆိုးရွားနေခဲ့ပြီးထင်ပါတယ်။ငွေရေးကြီးကြောင့်တေချာမကုသခဲ့တော့ပို့ပြီးတော့ဆိုးလာပါတယ်။နောက်ပိုင်းမှာအလောက်ကအတီးကြမဟုတ်တော့ပဲကြုံရလုံနေခဲ့ပါတယ်။တနေ့တော့ကံကောင်းစွာနဲ့ပထမဆုံးလုပ်ခဲ့တဲ့ကိုရီးယားဆိုင်ကမန်နေဂျာကပြန်ခေါ်လို့အလုပ်တစ်တခုရခဲ့ပါတယ်။တောင်ဝင်ချေပွန်စွာနဲ့လှုပ်ပေးခဲ့တာကြောင့်ယာရုတနေရနဲ့တတိယရဲ့အလေးပေးခြင်းကို ခံခဲ့ရပါတယ်။ဆိုင်းတစ်ဆိုင်လုံးရဲ့တော့တွေပါတောင်ဝင်ယူအနှံခံရတယ်။ ဆိုင်ကဈေးကြီးပြီးတုံးတက်ရှိတာကြောင့်မနေ့တိုင်း9နာရီအရောက်သွားရတယ်။ညဘက်အကုန်ပြန်မှဆစ်ဆေးပြီးတော့17နာရီမှပြန်ခဲ့ရတယ်။ငငယ်ရွယ်ရွယ်နဲ့တာဝန်တစ်ခုယူထားရတော့တခြားလူမျိုးသားလူကြီးတွေက ပြောဆိုကြတယ်အနိုင်ကျင့်ကြင်ကြတယ်နှစ်လတီးခံလုပ်ပြီးနောက်တော့လူရောစိတ်ပါပင်ပန်းလွန်းတာကြောင့်လစာကောင်းပေမဲ့အလုတ်ထွက်ခဲ့ပါတယ်အဲ့ဒီအလုတ်ကစပြီးခါနာဝေဒနာစခံစားခဲ့ရတယ် အလုတ်တန်ကြောင့်အညောင်းမိတာထင်ခဲ့ပေမဲ့အလုတ်သစ်ရှာနေရင်ခါးကိုက်ဝေဒနာကပိုဆိုးလာခဲ့ပါတယ်။နောက်ပိုင်းမှာမထိုင်နိုင်မထနိုင်ဖြစ်လာပြီးချောင်းဆိုးလာတယ်၊ရင်ဘတ်တွေနာကျင်လာတယ်။တနေ့တော့မခံနိုင်တဲ့အဆုံးအရိုးအကျောဌာနမှာကုသခဲ့တယ်။အလုတ်တန်ကြောင့်အရိုးပြက်စီးပြီးအရွတ်ရောင်လာပါလို့ဆရာဝန်ကပြောခဲ့ပါတယ်။သက်သာလာတော့အလုံးလုံးနေရင်ကနေတနေ့တော့ဘိုင်းအောင်ဝေဒနာထပ်ပြီးတော့ခံစားရလာတယ် တီးခန့်နေရင်ကနေခွေးကြတဲ့အထိဖြစ်လာတော့ညဘက် တငယ်ချင်းကူညီနဲ့ဆေးရုံပြေးခဲ့ရတယ်။ဆေးရုံဘက်ကတမ်းမှန်ရိုက်ပြီးမျက်နှာပြက်စွာနဲ့တခြားဆေးရုံအမြန်သွားဖို့ပြောခဲ့တယ်။ဘာသာစကားခက်ခဲကြောင့်အเจ้าရင်းကိုမတီးခဲ့ရပါဘူး။ဒါကြောင့်မြမကအတိဆရာဝန်စီချက်ချင်းဆက်သွယ်ခဲ့တယ်။တီးလိုက်ရတာကအဆုံးမှာပြဿနာရှိနေပြီးအသက်အန္တရာယ်ရှိနေခဲ့ပြီးဒါကြောင့်ညွန့်တဲ့ဆေးရုံကိုအမြန်တက်ခဲ့ပါတယ်။ဓာတ်မှန်ရိုက်စီတီရိုက်ပြီးအပြေရှားကြတယ်။ နောက်မကြခင်မှာတီးတန့်အခန်းထဲမှာထားပြီးဘသူနဲ့မှမတွေ့ရတော့ဘူးဝေဒနာခံစားရင်တယောက်တည်းအထီးကျန်ပြီးကြောက်ရွံ့နေခဲ့ပါတယ်နောက်ရက်မှာတော့ဆရာဝန်ကအဆုံနာနေကြောင်းအဆုံပြက်စီးနေကြောင်းနဲ့တီဗီဖြစ်နိုင်လို့အခန်းခွဲထားရကြောင်းပြောပြခဲ့ပါတယ်စစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက်အဖြေထွက်လာတယ်ဆရာဝန်ကစိတ်ခိုင်ခိုင်ထားပါကင်ဆာဖြစ်နေပြီလို့ပြောပြခဲ့တယ်ယောဂါရဲ့အဖြေကိုတိလိုက်ရတဲ့အချိန်မှာတော့ကင်ဆာဆဲတွေကဒဂုံလုံးကို ပြတ်နေခဲ့ပါပြီ ဆေးရလက်အရာတလားခံမဲ့နေရတော့မယ်။အာမပြက်ခင်အိမ်အမြန်ပြန်တင်တယ်တဲ့။ဒီဖြစ်ပျက်တွေကအိမ်မက်လိုပါပဲဗျာ။ကျမရဲ့အတွက်လည်းစိတ်ပူနေရသလိုငွေကြေးစုဆောင်းထားတာလေးတွေလည်းကုန်ပြီမို့တကယ်ချင်းတွေက post တင်ပြီးအကူအညီတောင်းဖို့ကိုစော်မိုးအောင်ကိုအကူအညီတောင်းခဲ့ပါတယ်။မြောင်မြဆီယာမအဲနီကလည်းမတ်မေရီနွယ်ကိုဆက်သွယ်ပေးခဲ့လို့စိတ်အေးရပါပြီဗျာ။ဒီနေ့ဆေးရုံကိုလာကြည့်သူအယောက်40ကျော်ပါတယ်။ကိုရီးယားသူနာပြူတွေတောင်အံ့ဩခဲ့ကြရတယ်။ အပေါင်းသင်းတွေအလုံရှင်ဟောင်းတွေတီးသူခင်သူတွေကဝန်းရံအားပေးကြပါတယ်။မြောင်များကတငယ်ချင်းတွေကရန်ကုန်စီးပီးကျွန်တော်ကိုလာကြိုဆိုမယ်လို့ပြောပါတယ်။ဒီညကကျွန်တော်ရဲ့ကိုရီးယားနောက်ဆုံးညပါ။မနေ့ဖြန်ဒီနိုင်ငံကိုထားခဲ့ပြီးအမိမြေကို ပြန်မာတော့မယ်။ကျရှိနေတဲ့အချိန်လေးမှာမိသားစုနဲ့အတူအိမ်လေးထဲမှာပျော်ပျော်ပပနေခြင်းနဲ့ဗျာဖြစ်ပျက်လာတဲ့အခြေအနေတွေကိုလက်ခံရင်ကျွန်တော်စိတ်ခိုင်ခိုင်ထားပါတယ်ဗျာဟုဆိုကော အသက်23နှစ်အရွယ်ကင်ဆာရောဂါနောက်ဆုံးအဆင့်ကိုခံစားနေရတဲ့မြန်မာလူငယ်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရှင်းပြထားတာပဲဖြစ်ပါတယ်။